ကောင်းကင်အကြီးရဲ့ဖန်အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Shorinden Heaven နဲ့အကြီးကျယ်မှုအဆင့်တွေပြပြပေးသွားမှာဖြစ်ပါတယ် Shorinden Heaven မောင်ပတ်ပြီးရဲ့ဖန်တွေကအကြီးကျယ်မှုအဆင့်တွေကအားလုံး8ဆင့်ပဲရှိပါတယ်ဒါပေမဲ့ကျင်းကျယ်မှုအဆင့်က8ဆင့်ပဲရှိတယ်ဆိုပြီးတော့ကျင်းကျယ်မှုအဆင့်နည်းတယ်လို့တော့မထင်နိုင်နဲ့နော်အဲ့8ဆင့်မှာမှာအဆင့်သေးတွေအများကြီးအားထပ်ရှိနေပါသေးတယ်ဒါဆိုရင် ရှေရှေဦးဝေးတွေပြောမနေတော့ဘူးဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဦးဆုံးအနေနဲ့အခြေခံအဆင့်ရတော့ခန္ဓာကိုယ်မျိုးစေ့အဖြစ်မှတ်ယူပြီး ခန္ဓာကိုယ်ရဲ့စွမ်းအင်ကဘယ်လောက်ထိကောင်းမွန်လဲအပေါ်မှာမူတည်ပြီးတော့ကျင့်ကြံဖို့အတွက်အလားအလာရှိမရှိကိုတိုင်းတာကြပါတယ်။ဒါကတော့အခြေခံအဆင့်ပါ။အခြေခံအဆင့်ပြီးရင်တော့ကျင့်ကြံခြင်းရဲ့ပထမအဆင့်ဖြစ်တဲ့အတွင်းပင်လဲလှက်ပတ်ပုံအဆင့်အတွင်းပင်လဲလှက်ပတ်ပုံအဆင့်မှာအဆင့်သေး၄ဆင့်ဟာထပ်ပြီးတော့ရှိပါတယ်။ဒုက္ခပင်လဲခန္ဓာအတွင်းမှာစွမ်းအင်ပင်လဲကိုဖွဲ့စည်းရတဲ့အဆင့်ပြီးရင်တော့အသက်ဆန်းချောင်းအသက်ဆန်းချောင်းဖြစ်တည်ခြင်းအဆင့်နောက်ပြီးတော့နတ္တရာဖြစ်တည်ခြင်းအဆင့် ပြီးရင်တော့တစ်ဖက်ကန်ခတ်ဘုံအဆင့်ဆိုပြီးတော့အဆင့်ဒီ၄ဆင့်ရရှိနေပါတယ်အတွင်းလက်ဘက်ဘုံအဆင့်ဆိုတာကတော့ခန္ဓာအတွင်းရအသက်ဆွမ်းရည်နဲ့ခန္ဓာကိုယ်ချိတ်ဆက်ပေးတဲ့အခြေခံပင်လယ်ပါဒုက္ခပင်လယ်အဆင့်မှာအသက်ဆွမ်းရည်ကိုစုဆောင်းနိုင်ပြီးအတွင်းလက်ဘက်ဘုံအဆင့်ရဲ့ဒုက္ခပင်လယ်အဆင့်မှာအသက်ဆွမ်းရည်ကိုစုဆောင်းနိုင်ပြီးစိတ်မှန်တဲ့ကြည်ညက်ခြင်းကိုစတင်နိုင်မှာဖြစ်ပါတယ်။နတ်တရာဘုံအဆင့်မှာတော့ခန္ဓာကိုယ်နဲ့ဆက်ရတစ်ခုတည်းအဖြစ်ချိတ်ဆက်သွားပြီးနတ်တရာကိုဖန်တီးနိုင်တဲ့အဆင့်မှာ တစ်ဖက်ကန်ခတ်ဘုံအဆင့်မှာတော့အသက်စွန်းရင်ကအပြေအဝဖြစ်လာပြီးကျင့်ကြံခြင်းရဲ့ဒုတိယအဆင့်ဖြစ်တဲ့တောင်နန်းတော်ဘုံတက်ရောက်ဖို့အတွက်အဆင့်သစ်ဖြစ်နေတဲ့အဆင့်မှာအဆင့်နှစ်တောင်နန်းတော်ဘုံအဆင့်တောင်နန်းတော်ဘုံအဆင့်မှာလည်းအဆင့်သေး၅ဆင့်ဟာထပ်ပြီးတော့ရှိပါတယ်အရာတွေကတော့ရှင်ဖေးကန်ဖီရှမ်းနှလုံးအဆုပ်အသေးလေပင်နဲ့ကြောက်ကဲတူလုံးရအဆင့်ဆိုပြီးတော့အဆင့်သေး၅ဆင့်ဟာထပ်ရှိပါတယ်တောင်နန်းတော်ဘုံအဆင့်မှာ နှလုံးအဆုပ်အသေးလေဘင်းနဲ့ကြောက်ကန့်၅ခုလုံးကချိတ်ဆက်သွားမဲ့အဆင့်ဖြစ်ပါလေ။တောင်နန်းတော်ဘုံအဆင့်တက်မှာဆိုရင်နှလုံးတူလောင်ရာအဆင့်မှာဆိုရင်နှလုံးသားနဲ့ပတ်သက်တဲ့စိတ်တဘောတာဉာဏ်ပညာစိတ်တည်ငြိမ်မှုကတိုးတက်လာအောင်လို့အသက်ဆိုရင်ကစိတ်အတွင်းကိုထောက်ပံ့ပေးနိုင်မဲ့အဆင့်မှာတောင်နန်းတော်ဘုံအဆင့်နှစ်အဆုပ်တူလောင်ရာအဆင့်မှာတော့အသက်ဆိုရင်ချီကိုတကူလုံးအနှံ့ပြေစုံအောင်စီစဉ်စီနိုင်မဲ့အဆင့်မှာတောင်နန်းတော်ဘုံအဆင့်၃ အသေးသူလောင်ရအစိမ့်မှာတော့လှုပ်ရှားမှုအယုံဆိုင်မှုတွေကိုထိန်းညှိပေးနိုင်ပြီးအသေးရစိတ်ဓာတ်နဲ့ဆက်သွယ်နေတဲ့အတွက်ကြောင့်မလို့စိတ်ညစ်မှုတွေကိုတတ်တာရစေပြီးစိတ်အေးချမ်းခြင်းဒရေဆိုင်ကိုတိုးပွားခြင်းကိုလည်းအထောက်အကူပြုပေးတဲ့အစိမ့်မှာတောင်နန်းတော်ဘုံအစင့်လေးလေပင်သူလောင်ရအစင့်ဒါကတော့အသက်ရှူလမ်းကြောင်းကိုပြောတာပါ လေပင်သူလောင်ရအစင့်မှာခန္ဓာတစ်ခုလုံးကိုဆွမ်းရင်သူလောင်ရအဖြစ်တတ်မှတ်ပြီးအသက်ဆွမ်းရင်နဲ့သွေးဆွမ်းရင်တစ်ခုချင်းစီကိုထိန်းညှိပေးတဲ့အစိမ့်မှာအစင်းမြင့်တင်ရမှာအခြေခံကောင်းမှုလောင်လို့ လှုပ်ဆောင်ပြီးမဲ့အဆင့်လည်းဖြစ်ပါတယ်တောင်နန်းတော့ဘုံအဆင့်၅ကြောက်ကဲ့တူလုံးရအဆင့်အသက်ဆွန်ရအမြင့်ကိုတူလုံးနေရာဖြစ်သဘောထားပြီးခန္ဓာရင်ရှိမှုတိုက်ခိုက်မှုစွမ်းရင်တည်မြဲခြင်းစိတ်ပြီးပြည့်စုံခြင်းအခြေအနေမျိုးရောင်းကိုစွမ်းဆောင်ပေးပါတယ်တောင်နန်းတော့ဘုံအဆင့်မှာဆိုရင် အတွင်းင်္ဂါ၅ခုဟာစိတ်အသက်ဆွန်ရခြိစွမ်းရင်းတွေကိုထိမ့်ညှိပေးတဲ့အဆင့်လည်းဖြစ်ပါတယ်အဆင့်၃အဆုံးရောက်၄ဘက်ဘုံအဆင့်အဆုံးရောက်၄ဘက်ဘုံအဆင့်မှာလည်းအဆင့်သေး၄စင်းရထပ်ရှိပါတယ် အဲ့လေးစင်းကတော့ဘဲချီညာချီဘဲလက်နဲ့ညာလက်ဆိုပြီးတော့အဆင့်တေးလေးစင်းကထပ်ရှိပါတယ်တောင်နန်းတော်ဘုံအဆင့်ကိုအောင်မြင်ပြီးအစွန်ရောက်လေးဘက်ဘုံအဆင့်ကိုဝင်ရောက်ဖို့အတွက်မှာကောင်းကင်နဲ့မြေကြီးကြားစွန်းအင်းတွေကိုခန်းစားသိရှိနိုင်ဖို့ကလိုအပ်ပါတယ်အစွန်ရောက်လေးဘက်ဘုံကခြေလေးဘက်ကိုအစွန်ရောက်တဲ့အထိတံမာလောင်လို့ပြိုးထောင်ပေးရတဲ့အဆင့်မှာအစွန်ရောက်လေးဘက်ဘုံအဆင့်မှာလေဟာနယ်ပေါ်ထိန်းချုံနိုင်စွမ်းကလည်းဖွံ့ဖြိုးတိုးတက်လာမယ့်အဆင့်မှာ အစွန်ရောက်လေးဘက်ဖုံ အစင်းတစ်မှာဘဲချေကိုအစုံးစုံအထိတန်မာလောင်နဲ့တောက်စွားကိုနှစ်စင်းလေးကျင့်ပြီးဖို့အတွက်လိုအပ်ပါတယ်အစွန်ရောက်လေးဘက်ဖုံအစင်းတစ်မှာဆိုရင်တော့ညာချေကိုအစုံးစုံအထိတန်မာလောင်နဲ့တောက်စွားကိုလေးကျင့်ပြီးဖို့အတွက်လိုအပ်ပါတယ်အစင်းသုံးမှာဆိုရင်တော့ဘယ်လက်ပါအစင်းလေးမှာဆိုရင်တော့ညာဘက်လက်ပါအဲ့တိုင်းပါပဲတောက်စွားရင်ဆိုတာကတော့ငကားဖုံအသွင်ပြောင်းခြင်းအစင်းကိုဝင်ရောက်ဖို့အတွက်ပြင်ဆင်ရတဲ့စွန်းရည်မျိုးပါအစွန်ရောက်လေးဘက်ဖုံအစင်မှာတက်တန်းအနေနဲ့ရနှစ်ပေါင်200အထိအသက်ရှင်တန်လာနိုင်မှာပါ လက်ရှိမှာရေဖန်ကတော့အစွန်ရောက်လေးဘက်ဘုံအဆင့်၃မှာရှိနေရပါအစွန်ရောက်လေးဘက်ဘုံကတာအိုနန်တော့ဘုံအဆင့်ထက်အစာပေါင်းများစွာပိုပြီးတော့တန်ပါပါတယ်တာအိုနန်တော့ဘုံအဆင့်ကအတွင်းခါကိုကျင့်ကြံရတာဖြစ်ပြီးအစွန်ရောက်လေးဘက်ဘုံကတော့အပြင်ခန္ဓာကိုအစွန်ရောက်ဖြစ်အောင်လို့ကျင့်ကြံရတာပါအဆင့်လေးငကားဘုံအတွင်ပြောင်းလဲခြင်းဘုံအဆင့်ဒီအဆင့်မှာဆိုရင်တော့မတိမျိုးစွန်းရင်ဝိဇ္ဇာနဲ့စွန်းရင်ကိုစတင်ပြုထောင်အောင်မဲ့အဆင့်ဖြစ်ပြီး လူခန္ဓာရဲ့အင်အားကိုမတိမ်မျိုးတစ်ပါးဖြစ်လာအောင်လို့နဂါးဘုံအသွင်ပြောင်းလဲခြင်းကြောယူပြောင်းလဲရတဲ့အဆင့်ပါနဂါးဘုံအသွင်ပြောင်းခြင်းအဆင့်မှာအဆင့်အသေးအနည်းငယ်ဟာ၉ဆင့်အထိထပ်ရှိပါတယ်နဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်၁မှာဆိုရင်တော့အစွန်ရောက်ဘုံ၄ဘက်အဆင့်မှာစူးစီးထားတဲ့ခြီဆွင်းအင်းတွေကိုတစုတစည်းတည်းဖြစ်အောင်စူးစီးပေးပြီးခြီလေပတ်မှုအခြေခံကိုလည်းတည်ငြိမ်လာစေပြီးခန္ဓာအတွင်းမှာနဂါးသွေးကြောလိုင်းတွေကိုစတင်ဖွဲ့စည်းလာမယ့်အဆင့်မှာနဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်၁မှာဆိုရင်တော့ခြီဆွင်းအင်းကိုသွေးအတွင်းထဲထိတည်ဆောင်ပြောင်းလဲပေးလာပြီး သွေးကလည်းအသက်ဆွေးရင်အဖြစ်ရှင်တန်လာပြီးတော့ကိုခံစွာတုတ်ပြန်တော့ခွန်အားအလုံးကလည်းပို့ပြီးတော့တန်မာလာမယ့်အဆင့်မှာနဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်သုံးမှာတော့ခြီဆွေးရင်ကိုအသုံးပြုပြီးအယိုးများပို့ပြီးတော့တန်မာလောင်ကိုပြန်ပြီးတော့တိဆောက်ရတဲ့အဆင့်မှာအယိုးအတွင်းမှာနဂါးအမှတ်သားကလည်းပေါ်လာပြီးခွန်အားကိုတင်းစဲထားနိုင်မယ့်အဆင့်မှာနဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်လေးမှာတော့ခန္ဓာအတွင်းရအသက်ဆွေးရင်အနှစ်သာရကိုခြီဆွေးနဲ့ပေါင်းဆက်ရတဲ့အဆင့်မှာဒီအဆင့်မှာဒီအဆင့်မှာဆိုရင်တော့ခြီဆွေးရင်ပြောင်းလဲခြင်းကြောင့် ခြီဆွင်ကပိုတန်မာလာပြီးတက်တန်းကလည်းတိုးပွားလာမယ်အဆင့်မှာငကားပွန်အသွင်ပြောင်းလဲခြင်းအဆင့်၅မှာဆိုရင်တော့စိတ်ဝိညာဉ်ဆွင်ကိုခြီထဲကိုထည့်ပေါင်းပေးရတဲ့အဆင့်မှာခြီဆွင်ကိုလည်းစိတ်နဲ့ထိန်းချုပ်လာနိုင်မှာဖြစ်ပြီးစိတ်နဲ့ခြီကတသားတည်းဖြစ်တည်လာပြီးတိုက်ခိုက်ရမှာဉာဏ်ပညာနဲ့ခွန်အားတိုးတက်လာမယ်အဆင့်မှာငကားပွန်အသွင်ပြောင်းလဲခြင်းအဆင့်၆မှာဆိုရင်တော့ခန္ဓာအတွင်းရမဖွင့်လင်းရသေးတဲ့ဝိညာဉ်သွေးကြောလမ်းကြောင်းတွေဟာဖွင့်လင်းလာပြီးခြီလေပတ်နိုင်စွမ်းကလည်းအပြေအဝအသက်ဝင်လာပြီး အင်အားအသုံးပြုနှုန်းကပုံမှန်ပြီးတော့မြန်ဆန်လာမဲ့အဆင့်မှာနဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်ခုမှဆိုရင်တော့ကိုခန္ဓာနဲ့စိတ်ဝိညာဉ်ဟာတစုတစည်းတည်းစုစည်းလာပြီးကိုခန္ဓာအတွင်းရအင်အားနဲ့စိတ်ဝိညာဉ်အင်အားအပြည့်အဝပေါင်းစပ်သွားမှာဖြစ်ပါတယ်နဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်ရှိမှဆိုရင်တော့ခြီစွင်းကိုပြင်ပသို့စတင်ထုတ်လွှတ်နိုင်မှာဖြစ်ပြီးခြီစွားကိုမီးလေမှုန်တိုင်းစသဖြင့်ပုံတံမျိုးနဲ့ပြောင်းလဲပြီးတော့တိုက်ခိုက်နိုင်မယ်အဆင့်မှာ နဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်9မှာဆိုရင်တော့ကောင်းကင်နယ်မြေကြီးရဲ့သဘာဝစွမ်းအားကိုခန္ဓာအတွင်းထဲကိုဆွတ်ယူနိုင်ပြီးခြီစွမ်းရည်နဲ့သဘာဝစွမ်းအင်းကိုပေါင်းဆက်ပြီးတော့ဝိဇ္ဇာနဲ့မတိမျိုးစွမ်းအင်းကိုစတင်ထုတ်သုံးလာနိုင်မှာဖြစ်ပါတယ်ဝိဇ္ဇာနဲ့စွမ်းရည်မတိမျိုးစွမ်းရည်ကဝိဇ္ဇာနဲ့မျှော်စင်ပုံတလန်းဖို့အတွက်အဓိကလိုအပ်ချက်ပါနဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်ကြီးညက်သူတွေကအစွန်ရောက်၄ဘက်ဖုံကကြီးညက်သူတွေထက်ဆယ်စားလောက်ပိုပြီးတော့တန်မာကြပါတယ်နဂါးဘုံအသွင်ပြောင်းလဲခြင်းအဆင့်မှာတက်တန်းအနေနဲ့ကနှစ်ပေါင်းတစ်ထောင်ထိရှိလာမှာဖြစ်ပါတယ် အဆင့်ငါဝိဇ္ဇာနမျှော်စင်ပုံဝိဇ္ဇာနမျှော်စင်ပုံကမတိမျိုးဖြစ်လာခြင်းဖြစ်ပြီးအရင်အားအဆင့်အနေနဲ့မိုးနဲ့မြီလိုကွာခြားမှုတွေဟာရှိနေပါတယ်ဝိဇ္ဇာနမျှော်စင်ပုံအဆင့်မှာအဆင့်သေးအနေနဲ့6ဆင့်ရှိပါတယ်ဝိဇ္ဇာနမျှော်စင်ပုံပထမအဆင့်မြင့်မြတ်တော်အရှင်တပိုင်းအဆင့်ဒီမြင့်မြတ်တော်အရှင်တပိုင်းအဆင့်မှာပဲနောက်ထပ်အဆင့်သေးကောင်းကင်ဘုံအလွာ6လဆိုပြီးတော့6ဆင့်ထပ်ရှိပါတယ်မြင့်မြတ်သောအရှင်ဒပိုင်းအဆင့်မှာခွန်အားနဲ့စွန့်ရင်ကအစာပေါင်းများစွာတိုးတက်လာပြီးတက်တန်းအနေနဲ့ရတော့နှစ်ပေါင်း2000အထိ အသက်ရှင်တန်းလာနိုင်မှာပါဝိဇ္ဇာနဲ့မြှောက်စင်းပုံဒုတိယအဆင့်အမြင့်မြတ်ဆုံးအရှင်အဆင့်မှာလေကောင်းကင်းဘုံအလွာကိုးစင်းဆိုပြီးတော့အဆင့်တီးကိုးစင်းရထက်ရှိနေပါတယ်မြင့်မြတ်တော်အရှင်အဆင့်မှာတော့တတန်းအနေနဲ့ကနှစ်ပေါင်း3000တိရှင်တန်းလာမှာဖြစ်ပြီးခွန်အားကလည်းအစမတန်တိုးမြင့်လာမှာပါဝိဇ္ဇာနဲ့မြှောက်စင်းပုံတတိယအဆင့် အမြင့်မြတ်ဆုံးဘုရင်အဆင့်ဒီအဆင့်မှာလဲကောင်းကင်ဘုံအလွာ၉ဆင့်ဆိုပြီးတော့အဆင့်သေး၉ဆင့်ရထပ်ရှိနေပါတယ်ဒီအဆင့်မှာဆိုရင်တော့တာဝူအပေါ်နားလည်နိုင်စွမ်းနဲ့နဖျားအယုံကဂျိုးတစ်ခုလုံးလွှမ်းမိုးနိုင်မှာဖြစ်ပြီးအမြင့်မြတ်ဆုံးအရှင်အထွန်းထိပ်အဆင့်ကိုသူတော်စင်တပိုင်းအဆင့်လို့စတင်ပြီးတော့ခေါ်ကြတဲ့အဆင့်မှာအမြင့်မြတ်ဆုံးဘုရင်အဆင့်မှာတက်တန်းကနှစ်ပေါင်း၄၀၀၀အထိအသက်ရှင်သက်လာနိုင်မှာပါဝိဇ္ဇာနဲ့မြော့စင်ဘုံစရုထအဆင့်သူတော်စင်အဆင့် ဒီအဆင့်မှာလည်းအရှိအဆင့်နေရာလိုပဲကောင်းကင်ဘုံအလွာကိုးစင်းဆိုပြီးတော့အဆင့်တွေကိုးစင်းရထက်ရှိနေပါတယ်။သူတော်စင်အဆင့်မှာဆိုရင်တော့ဂျိုမြောက်ပါဖြက်စီးနိုင်စွမ်းရှိလာပြီးအမြင့်မြတ်ဆုံးဘီရင်နဲ့သူတော်စင်အဆင့်ကမိုးနှဲမြေလောက်စွန့်ရည်ကွာခြားမှုရှိနေပါတယ်။သူတော်စင်အဆင့်မှာတက်တန်းနှစ်ပေါင်း6000လောက်ထိအသက်ရှင်တန်လာနိုင်မှာဖြစ်ပါတယ်။ဝိဇာနယ်မျောစင်ဘုံပစ္စမအဆင့်သူတော်စင်ဘီရင်အဆင့်သူတော်စင်ဘီရင်အဆင့်မှာလည်းအရင်အဆင့်နေတိုင်းပဲကောင်းကင်ဘုံအလွာကိုးစင်းဆိုပြီးတော့အဆင့်တွေကိုးစင်းရရှိပါတယ်။ ူတော်စင်ဘရင်အဆင့်မှာဆိုရင်တော့ဥပဒေသားဒိုမိန်ပိုင်နက်ပေါ်နားလည်နိုင်စွမ်းအထူးနဲ့နေလာမှာဖြစ်ပါတယ်တက်တန်းအနေနဲ့ကတော့နှစ်ပေါင်း9000အထိအသက်ရှင်တက်လာမှာပါရဲဖန်ရဲဆရာကတော့ဒီအဆင့်မှာရှိနေတဲ့သူပါဝိဇ္ဇာနဲ့မျှော်စင်ပုံစတ္ထမအဆင့်ကြီးမြတ်တော်သူတော်စင်အဆင့်ကြီးမြတ်တော်သူတော်စင်အဆင့်မှာလေကောင်းကင်ပုံအလွာကိုးစင်းဆိုပြီးတော့အဆင့်တေးကိုးစင်းရထက်ရှိပါတယ်ကြီးမြတ်တော်သူတော်စင်အဆင့်မှာဒိုမိန်ပိုင်နက်ကိုအထူးကျွမ်းကျင်လာပြီး တက်တန်းအနေနဲ့ရတော့နှစ်ပေါင်း8000လောက်ထိရှင်သန်လာနိုင်မှာဖြစ်ပါတယ်။ဝိဇ္ဇနဲ့မျောစင်ပုံအဆင့်မှာကိုပိုင်ကြီးမြတ်သောတာအုပ်ကိုနားလည်ဖို့အတွက်လိုအပ်ပါတယ်။အဆင့်6ဧကရစ်တပိုင်းအဆင့်ဧကရစ်တပိုင်းအဆင့်မှာအိုမင်းချင်းကဆွတ်ရွလာပြီးညံအလေးနဲ့ပြည့်ပြည့်စုံလာမဲ့အဆင့်မှာဧကရစ်တပိုင်းအဆင့်မှာလည်းကောင်းလေးပုံအလွာ၉ဆင့်ဆိုပြီးတော့အဆင့်သေး၉ဆင့်ဟာထပ်ရှိပါတယ်။အဆင့်9မဟာကောင်းကင်ဧကရစ်ကောင်းကင်ဧကရစ်ရဲ့ဖန်ဒါကတော့ Shorin the Heaven ရဲ့နောက်ဆုံးအဆင့်မှာ ရဲ့ဖန်ရဲ့ချင်းချင်ရဲ့ခီးရမဟာကောင်းကင်ဧကရေဆိုတဲ့အဆင့်မှာအဆုံးတက်မဟုတ်သေးပဲနောက်ထပ်အဆင့်တွေအများကြီးအားကြံရှိနေပါသေးတယ်ကျွန်တော်တော့ခရိုဆာကီပါဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါဦး